15ဘီလီယံတန်ဒီနာယီစင်ကြီးကို16မိုင်အကွာဝေးကနေတော့မြင်နိုင်တယ်။မိသားတွေအခုမြင်တွေ့နေရတာကဆော်ဒီအာရေဗီယာကတည်ဆောက်နေတဲ့ကမ္ဘာအကြီးဆုံးနာယီစင်ကြီးပါ။အပြည့်စည်ဆောက်လုပ်ပြီးစီးသွားရင် ပေပေါင်း1300မြင်းနဲ့ဒီနာယီစင်ကြီးကကမ္ဘာမှာ၄ခုမြောက်အမြင့်ဆုံးအစားအဝေးဖြစ်လာအောင်မှာပါ။အန်ဟောဘိုကောင်းတာကဒီနာယီစင်ကဘလောက်ထိကြီးသလဲဆိုရင်16မိုင်အကွာဝေးကနေတော့လှမ်းမြင်နိုင်နေဆိုတာပါပဲ။ပြီးတော့မိုင်မောင်းများစွာကနေမြင်ရတဲ့နာယီကြီးရဲ့အရွယ်စားကပေပေါင်း190နီးပါးလောက်ထိတောင်မှရှိနေတာဖြစ်ပါတယ်။ ဒါရီမကသေးပဲဒီအရွယ်စားရှိတဲ့နိုင်ကိုအရက်လေးမျက်နာကမြင်နိုင်ဖို့အတွက်လေးဘက်လေးလံမှာတက်ဆင်ဆောက်လုပ်သွားအောင်မှာဖြစ်ပါတယ်။ဒီလောက်ထိကြီးမားတဲ့နိုင်စင်ကြီးကိုတိဆောက်ဖို့အတွက်အသုံးပြုထားတဲ့ဘတ်ဂျက်ကအမေရိကန်ဒေါ်လာ15ဘီလီယံထိတောင်မှရှိနေတာဖြစ်ပါတယ်။ပြီးတော့ဒီနိုင်စင်ကနိုင်စင်သက်သက်သာမဟုတ်ပဲဟိုတယ်တစ်ခုလည်းဖြစ်နေပါသေးတယ်။ပြီးတော့ဒီအစားအုပ်ထဲမှာဆိုရင်ပြားလိုက်တွေဈေးဝယ်စင်တာတွေတောင်မှပေါအောင်မှာပါ။ဒီလိုမျိုးအရွယ်စားကြီးမားလို့တဲ့နိုင်စင်ကြီးကို Sorry Arabia ကဘယ်လိုစိတ်ကူးနဲ့စောက်ခဲ့တာလဲ။ ဒီနိုင်စဉ်ကိုစောက်ဖို့အတွက်ငွေတွေဘလောက်ထိတောက်တောက်လဲကုန်ထားပြီလဲဒီလိုဗဇက်အဟောင်းသားဖြစ်သွားစေမဲ့ကိန်းခဏန်းတွေပါဝင်နေတဲ့ဒေါ်လာ15ဘီလီယံတန်နိုင်စဉ်ကြီးအကြောင်းကိုပရိသတ်တွေကိုဘူးတုဒရရွယ်တင်ဆက်ပေးသွားမှာပါပရိသတ်တွေအနေနဲ့ဒီဗီဒီယိုကိုမကြည့်ရှုခင်မှာ Best Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားဖို့အရင်ဦးဆုံးပြောချင်ပါတယ်ဒီနိုင်စဉ်က Sorry Arabia ကမက္ကာလို့ခေါ်တဲ့မြို့မှာတိစောက်ထားတာဖြစ်ပါတယ်ဒီနိုင်စဉ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း23နှစ်2000ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပါတယ် အထက်ပေါင်း120ခီပါတဲ့ဒီနိုင်စင်ကြီးကိုအစာဆုံးပြည့်စည်ဖို့အတွက်ဆယ်နှစ်နီးပါးလောက်ကြာအောင်ဆောက်လုပ်ခဲ့ရပါတယ်။ဒီနိုင်စင်ကိုဆောက်လုပ်ဖို့အတွက်ကုန်ကျစရိတ်ကတော့ American Dollar 15 billion လောက်အထိတောင်မှရှိခဲ့တာဖြစ်ပါတယ်။ budget ကိုအခုလို dollar billion နဲ့အချီအသုံးပြုခဲ့ပြီးတော့ဆယ်စုနှစ်တခုအကြာဆောက်လုပ်ခဲ့ရတဲ့ဒီနိုင်စင်ကိုဆောက်လုပ်မှုကအင်းအင်းကြီးများပြားလာတဲ့ဆောက်လုပ်ရေးတစ်ခုလည်းဖြစ်နေပါတယ်။ 2012ခုနှစ်မှာစောက်လုပ်ပြီးစီးသွားတော့ဒီနိုင်စင်ကြီးမှာအထက်ပေါင်း120ထိကိုပါဝင်ခဲ့တာဖြစ်ပါတယ်။အခုလိုယာနဲ့ချီတဲ့အထက်တွေပါဝင်နေတဲ့အတွက်နိုင်စင်ကြီးမှာအခန်းဖွဲ့စည်းပုံကလည်းရှုံလဲရှုပ်ွေးသလိုဗဇက်အဟောင်းသားဖြစ်သွားစီမဲ့အခန်းဖွဲ့စည်းပုံတွေလည်းပါဝင်နေပါသေးတယ်။ဒီထဲမှာပြည်သက်တွေကိုအံ့ဩသွားစီမဲ့နေရာတစ်ခုကဒီနိုင်စင်ကြီးမှာကျင်း၅ပွင့်ဟိုတယ်တစ်ခုပါဝင်နေတယ်ဆိုတာပဲဖြစ်ပါတယ်။ကမ္ဘာနေရအနှံပြလိုက်မှာဟိုတယ်တွေဆိုတာကမှိုလိုပေါ်ပေမဲ့ကျင်းငါးဝင်ဟိုတယ်ဆိုတာကအရှူလိုရှားတာပါ ။ဒါကမှဒီနိုင်ငံရင်းကြီးထဲမှာကျန်ငါးဝန်ဟိုတယ်တစ်ခုရှိနေတယ်ဆိုတာထူးဆန်းမှုကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါနေမကသေးပဲဒီနိုင်ငံရင်းကြီးမှာအထက်၅ချက်ပါဝင်တဲ့ဈေးဝယ်စင်တာတစ်ခုလည်းရှိနေပါသေးတယ်။အန်ဩစီယာနောက်တစ်ခုကဒီနိုင်ငံရင်းကြီးကိုလာမယ်ဧည့်သည်ထောင်ပေါင်းများစွာရဲ့ထောင်ပေါင်းများစွာသောကားတွေကိုထိုးထားနိုင်တဲ့ကားရဲနားရပါကင်တစ်ခုလည်းရှိနေသေးတာဖြစ်ပါတယ်။ဒီနိုင်ငံကြီးမှာအထူးဆန်းဆုံးကတော့ပြည်သူတွေခုမြင်တွေ့နေရတဲ့အေယာမနိုင်ကြီးပဲဖြစ်ပါတယ်။ဒီနိုင်ငံကြီးရဲ့အရွယ်စားကပေပေါင်း190လောက်တောင်မှရှိနေပါတယ်။ ပြီးတော့ဒီလိုအရွယ်စားတူညီတဲ့နိုင်ကို၄ဘက်၄လံမှာတက်ဆင်ထားပါတယ်။ဒါကြောင့်အရက်လေးမျက်နာကလူတွေအနေနဲ့၄ဘက်၄လံကနိုင်တွေကိုအဝေးကနေတောင်လှမ်းမြင်နေရပါတယ်။ဘလောက်အကွာအဝေးကနေအထိနိုင်ကြီးကိုမြင်ရတယ်လဲဆိုရင်မိုင်ပေါင်း၁၆မိုင်အကွာအဝေးကနေတောင်မှလှမ်းမြင်နေရတာပါ။ပြီးတော့ဒီနိုင်ကြီးရဲ့အရွယ်စားကသာမကမျက်နှာပြင်တွေကလည်းခပါမှာအကြီးမားဆုံးမှာဆိုတဲ့နိုင်ကြီးစင်တွေနဲ့နိုင်ကြီးတွေရဲ့စံချိန်ကိုချိုးဖြတ်ထားသေးတာဖြစ်ပါတယ်။လည်းတော့ကြီးမားတဲ့နိုင်ကြီးစင်ကြီးကိုတိစောက်တော့ကမတော်တဆမှုတွေလည်းဖြစ်ခဲ့ပါသေးတယ်။ ဒါကတော့2008ခုနှစ်မှာစောက်လုပ်ရေးလုပ်ငန်းခွင်မှာမီးအကြီးကျယ်လောင်ခဲ့တာပါအထောက်ကိုရအထီတောင်ပြန့်သွားခဲ့တဲ့ဒီမီးကိုနှိမ့်သက်ဖို့အတွက်မီးသက်သမားပေါင်းအယောက်400လောက်ကစူးစမ်းပန်းစားနှိမ့်သက်ခဲ့ရတာဖြစ်ပါတယ်။ပြီးတော့လည်း2009ခုနှစ်မှာဂဟီဇော်သမားတွေကြောင့်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့အထက်14တက်ကနေအထက်20အထိကိုမီးကူးသွားခဲ့ပါတယ်။ဒါပေမဲ့ဒီမီးလောင်မှုတွေကကြီးကြီးမားမားဖြစ်ခဲ့တာဆိုပေမဲ့အစုံတယောက်မှတော့ထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူး။ ကမ္ဘာမှာအကြီးမားဆုံးဆိုတဲ့နိုင်ရေးစင်ကြီးကိုစောက်တော့မင်းကြီးကျယ်လောင်ခဲ့ပေမဲ့တရောင်းမှာထိခိုက်ဒဏ်ရာမရခဲ့တာကထူးခြားစမ်းကျင်မှုကြီးတစ်ခုပဲဖြစ်ပါတယ်။ပြည်ထောင်စုကြီးရှိခဲ့ရတာကဘတ်မီဒီယာကတင်ဆက်တဲ့ Sorry Arabia ကဒေါ်လာ16ဘီလီယံဆိုတဲ့ငွေတွေပုံဟောပြီးတိစောက်ထားတဲ့ကမ္ဘာအမြင့်ဆုံးနိုင်စဉ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ပြည်ထောင်စုဒီတင်ဆက်မှုကိုကြည့်ရှုပြီးတော့ဗီဒီယိုမှာပါခဲ့တဲ့ဗဇက်အဟောင်းသားဖြစ်စေတဲ့အချက်တွေပေါ်ဘလို့မှတ်ချက်ပေးချင်ပါသလဲ။ပြည်ထောင်စုရဲ့အမြင်ကို comment မှာရေးသွားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။